့များအားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်မြို့ထဲမှာနေစဉ်ကျမပြုလုပ်နေတဲ့အခမ်းအနားတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ငွေကြေးအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ ေးသက်တဲ့အားလုံးကိုခုတင်ဆက်ပေးခြင်းတဲ့အခမ်းအနားကတော့အာကစားဝန်ကြီးဌာနအာကစားနဲ့ကာယပညာဦးစီးဌာနအာကစားနဲ့ကာယပညာသိပ္ပံရှင်ကုန်2003 2004ပညာသနစ်ကနေပြီးတော့2009 2008ပညာသနစ်အထိအာကစားနဲ့ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကျောင်းသားကျောင်းသူဟောပြရဲ့ပထမအကြိမ်အာဆီယပူဇော်ပွဲဖြစ်ပါတယ်ရှင်ဒီကနေ့ဆိုရင်တော့ဦးကျမလမ်းမရှိရဲ့အာကသိပ္ပံရဲ့ပြောင်းစုခမ်းမမှာကျမပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာကျောင်းသားကျောင်းသူများရဲ့ဆရာများဘုံကျေးဇူးတင်ကြရဲ့မြင်ကွင်းတွေကိုပြည်သက်တွေအားလုံးကတွေ့ရှိခံစားမှာ ဖြစ်တဲ့အတွက်ဆက်လက်ရှင်းစားပေးပါအောင်ရှင်ကနမှာအာကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်ထိုက်အာကစားနှင့်ပညာရေးပေါင်းစပ်လက်ကျင့်ရေးတင်နန်းကျောင်းမှကျောက်အုပ်ကြီးနှင့်တကွာတာဝန်ရှိသူများဆရာဆရာမများကျောင်းသားကျောင်းသူများစုံလင်စွာတက်ရောက်ခဲ့ကြပါသည် ခန်းနောက်စတင်ချိန်မှာတော့ပထမအကြိမ်အာရှရာပူဇော်ဝဲဖြစ်မြောက်လာဖို့အချင်းကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ရှင်းလင်းတင်ပြမှုအပြီးမှာတော့အခမ်းအနားကို တက်ရောက်လာတဲ့ဆရာကြီးဆရာမကြီးများကို လက်ဆက်ပြမှု၍ပူဇော်ကြော့ခဲ့ကြပြီးကြော့ခံပစ္စည်းများကိုပေးအပ်ခဲ့ကြပါရဲ့ရှင်။ အဲဒီနောက်မှာတော့အာကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်ထိုက်ကစူပေးဆုံးမဩဝါဒစကားများပြောကြားပေးခဲ့ပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့အာကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်ထိုက်ကိုလည်းအခုလိုပဲတွေ့ဆုံမင်းမြတ်ပြခဲ့ပါတယ်ရှင်။မင်္ဂလာပါရှင်။မင်္ဂလာပါတမီး။အာကစားနဲ့ကာပညာသိပ္ပံမှာအာကစားနဲ့ပညာရေးပေါင်းစပ်တဲ့ ဒါလေ့ကျင့်ရေးကိုစတင်ခဲ့တာတော့1969ခုနှစ်ကရန်ကုန်မှာစတင်ခဲ့တာပေါ့လေအဲ့ဒီစတင်ခဲ့တဲ့1969ခုနှစ်အာသာနဲ့ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပြီးတဲ့အနေပြီးတော့နိုင်ငံအနှံ့မှာရှိတဲ့ဒီအာသာထူးချွန်တဲ့လူငယ်လူရွယ်တွေကိုခေါ်ယူပြီးတော့ဒါအာသာလေ့ကျင့်မှုရောပညာသင်ကြားမှုရောလုပ်ပေးခဲ့တယ်အဲ့တော့အခုပြန်ပြီးတော့စည်ရင်းချုပ်ကြည့်တဲ့အခါမှာအဲမြန်မာနိုင်ငံဒီအာသာဖွဲ့ချုပ်တီးတီးမှာရှိတဲ့ လက်ရွေးစင်အာသာသမားတွေထဲမှာဒီအာသာသိပ္ပံမွေးထုတ်ပေးတဲ့အာသာသမားတွေကတော်တော်များများအောင်မြင်မြင်နဲ့ရောက်ရှိသွားတာတွေ့ရပါတယ်နောက်ပြီးတော့အရှိတောင်အရှာအာသာပြိုင်ပွဲနဲ့နိုင်ငံတကာအာသာပြိုင်ပွဲတွေမှာလည်းစုစိတ်တွေရရှိအောင်စုခုပေးနိုင်ခဲ့တာတွေ့ရပါတယ်ဒါကြောင့်မလို့အာသာသိပ္ပံရဲ့ဒါတီထောင်ဖွင့်လှစ်ခြင်းရဲ့ကြီးရချက်ကနိုင်ငံတော်အတွက်အမှန်တကယ်ကျိုးရှိတဲ့လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ယခုလည်းဆက်လက်ပြီးတော့ဒီလူငယ်တွေကိုဆက်လက်လေ့ကျင့်ပြုစုပြောင်းထောင်လည်းရှိကြောင်း ပြည်သူလူထုကိုအသိပေးကြပါလေအဲ့တော့ထူးခြင်းတဲ့အာသာသမားလူငယ်လူငယ်တွေလည်းအာသာသိပ်ပံတွေကိုတက်ရောက်လက်ချင်းသင်ကြားဖို့အတွက်ကျွန်တော်အနေနဲ့ဒီနေရာကနေဖိတ်ခေါ်ပါတယ်ဒါလည်းအမှန်ဟောပေါ်ဝန်တာချင်းလူစရာကောင်းတဲ့ဘာနိုင်ငံအတွက်အာသာတာဝန်ထမ်းဆောင်ရတဲ့အောင်မြင်နေတဲ့ကလေးတွေရတယ်ပြီးတော့ဒါသိပ်ပံလက်ချင်းရောပညာရောတင်ပေးခဲ့တဲ့ဆရာတွေကိုပြန်ကြော့တဲ့ပွဲဖြစ်တဲ့အမှန်အမှန်မင်္ဂလာရှိတဲ့ပွဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး ဟိုအာသာသိပ္ပံတွေကိုလည်းအာသာလေးကြီးအကြောင်းများဖြစ်နေတော်တော်များများအခုဖွင့်ပြီးပြီရန်ကုန်အာသာသိပ္ပံမန္တလေးအာသာသိပ္ပံမော်လမြိုင်အာသာသိပ္ပံတောင်ကြီးအာသာသိပ္ပံမုံရွာအာသာသိပ္ပံလွိုင်ကောအာသာသိပ္ပံအာသာသိပ္ပံ6ခုဖွင့်ပြီးပြီနောက်ပြီးတော့မြို့နယ်တွေမှာလည်းတောင်ရှိ Sport Development Program ခေါ်တဲ့မြို့နယ်အာသာဖွံ့ဖြိုးရေးအစီအစဉ်တွေရအာသာကွင်းယုံတွေရောဒီပြိုင်ပွဲတွေရောစနစ်ကျလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ဟန်ချန်ကြီးဆက်လုပ်သွားမယ်ဆိုတော့အာသာနာမည်နှစ်အနေငယ်အတွင်းမှာ ဒီယခုလက်ရှိအခြေအနေတွေတိုးတက်လာမယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်အိမ်တော်အကစားနဲ့ပညာရေးပေါင်းဆက်လက်ကျင်ရေးတနန်းကျောင်းကျောင်းဦးကြီးဟောင်းဦးမောင်ဝင်းကလည်းစူပေးဆုံးမဩဝါဒစကားများပြောကြားပေးခဲ့ပါတယ်။အိမ်တော် အာကစားနည်းပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကျောင်းမှအာကစားနည်းပြဆရာဆရာဦးကျော်ဝင်းနိုင်ကလည်းအခုလိုပဲဆုံးမဩဝါဒစကားများပြောကြားခဲ့ပါတယ်ရှင်။ခန်းသားကိုတက်ရောက်လာတဲ့ចောင်းသားဟောင်းတူဖြစ်တဲ့ကျော်စင်ဖြိုးကိုလည်းအခုလိုပဲတွေ့ဆုံမြင်ရပြခဲ့ပါဗျ။အာကျော်စင်ဖြိုးမောင်လေးမင်္ဂလာပါ။မင်္ဂလာပါခင်ဗျ။ ဒီမျိုးဖြစ်အောင်သူပြောင်းခဲ့တဲ့ဆန်ပါတော့ဒီပြန်ကတော့အတွက်အရန်အတိုင်းကြိုးရှင်းပြရအောင်နော်ရှင်းရဒီမျိုးကတော့အမယ်ဆိုတဲ့ကိုကဘာလို့မလဲဆက်ပြချခဲ့တာပေါ့အဲဆုံးချခဲ့တာတကယ်အကောင်းကောင်းခဲ့တဲ့အတွက်လေရန်ဝန်သားမိပါကျွန်တော်နေအများကြီးပေါင်ခဲ့တာမရှိပါဘူးဒါပေမဲ့ကိုတက်တဲ့လာပေါ့ဟိုပါပေါ့ဘာလို့လဲဝယ်ရီပြောပေါ့ကျွန်တော်ကလာလာကြည့်ပေးမယ်အဲ့ဒါကျွန်တော်အဲ့လိုဖုန်းနဲ့အဆက်လက်လို့ပြောကျွန်တော်တို့ပေါင်ခဲ့တာပေါ့ကျွန်တော်နေအခုရှိရတဲ့ရှိရတာရှင်းတော့အများကြီးလိုရအောင်နော် အကောင်ဆုံးပြအောင်လဲစူးစမ်းနေပါတယ်ဒီနိုင်ငံတော်တွေလည်းအောင်ရအောင်လဲအများကြီးစူးစမ်းနေပါတယ်ဟုတ်ကျွန်တော်အားပေးတဲ့ပိတ်သိမ်းများအောင်လဲအထူးကျေးဇူးပါတယ်လို့ဒီနိုင်ငံတော်တင်းတွယ်လဲထပ်ပြီးအားပေးပါအောင်လို့အဲကျွန်တော်တို့ဒီပိတ်သိမ်းအားပေးတာကျွန်တော်တို့အားထက်တာလေအားအားပေးပါအောင်လို့ပြောချင်ပါတယ်အဲ့ဒီနောက်မှာတော့ចောင်းသားចောင်းသူဟောင်းများကိုစားចောင်းသားတို့မှခြေစွတ်တင်စကားပြန်လဲပြောကြခဲ့ပါတယ် ။အဲဒီနောက်မှာတော့မတန်းတင်တပ်ပုံများကိုစူပောင်းရိုက်ကူးခဲ့ကြပြီးအခမ်းအနားကို အောင်မြင်စွာပြီးဆုံးစေခဲ့ပါတယ်ရှင်။ပြည်သူများရှင်ဒီကနေ့ရန်ကုန်မြို့ကတဲ့အစီအစဉ်ကနေနိုင်ငံကျော်အားကစားသမားများဖြင့်ဘဝအောင်မြင်မှုရရှိအောင်ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ဆရာကြီးဆရာမကြီးများရဲ့ဂုဏ်ကျေးဇူးကိုပူဇော်ကြတယ်။အားကစားနှင့်ကာယပညာသိပ္ပံရန်ကုန်အားကစားနှင့်ပညာရေးပေါင်းစပ်တဲ့ခြေရေးတင်နှင်းကြောင်း 2003-2004ပညာသင်နှင်းမှ2008-2008ရှစ်ပညာသင်နှင်းအထိတက်ရောက်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူဟောင်းများရဲ့ပထမအကြိမ်အာစရိယပူဇော်ပွဲအခမ်းအနားကိုကြည့်ရှုရင်ပြည်သူများအားလုံးလည်းစိတ်ကြည်မှုချမ်းမြေ့ကြမယ်လို့ယုံကြည်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အခမ်းအနားတွေကိုလည်းရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေရိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးကစောင့်ကြည့်အားပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ အခုလိုတည်ရှိအားပေးခဲ့ကြတဲ့အတွက်လည်းပြည့်တမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။